Hello အားလုံးပဲမြင်ကြတော့ပါ United Shoe ကနေကျေးဇူးပါတယ်ကျွန်တော်အသင်းနေနဲ့ကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့နော်လက်ရှိ market stretch boot နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော် ပြောကြည့်အောင်ဆိုတော့ Rush boot နဲ့ပတ်သက်တဲ့သတင်းကတော့ကျွန်တော်တို့ဒီ Rob Dawson Rob Dawson ကပြောထားတဲ့နေရာမှာ market stretch boot ရဲ့ center က Champions League ကစားရမယ့်အသင်းကိုပြောင်းရွှေ့ဖို့ဖြစ်တယ်ဒါမှသာလျှင်2026ကမ္ဘာဖလားမှာ Thomas Tuchel ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းလူစင်းရင်မှာပါဝင်နိုင်ဖို့အကောင်းဆုံးအနေထားကိုရောက်နိုင်မှာဖြစ်တယ်လို့သူကိုယ်တိုင်နားလည်ထားတယ်ပေါ့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့နောက်ထပ်အငှားချနိုင်ချေရှိပြီမဲ့လို့ကစားမကိုအပြစ်သက်ရောင်းဖို့ပဲပို့ပြီးတော့အလိုရှိတယ်ပေါ့နော်အသင်းကတော့ကစားမရဲ့တန်ကြီးကိုပေါင်သန်း40ဝန်းကျင်တတ်မှတ်ထားတယ်ဆိုပြီးတော့ပြောထားတယ်ဒါအပြင်ကျွန်တော်တို့ဒီရော့ဘ်ဒ်ဆန်ကထပ်ပြီးတော့ပြောထားတဲ့နေရာမှာရက်ရှ်ဖူးကဒီအပြောင်းရွှေ့ပေါ့နော်အကယ်လို့မြန်တခြားအသင်းကိုပြောင်းဖို့သဘောတူညီမှုမရခဲ့ဘူးဆိုလို့ရှိရင် နောက်လာမှာ United နဲ့လေ့ကျင့်ငယ်ပြန်ပြီးတော့ဆင်းရဖို့ရှိတယ်ဆိုပြီးတော့ပြောထားတယ်။ဒါကတော်တော်လေးရေးကြည့်ပါတယ်။နောက်အသင်းဘက်က Marcus Rashford နဲ့ပတ်သက်လို့ရှိရင်ဘယ်လိုပြောမလဲ။ဟိုလုံးဝပါတော့ငါတို့ရောင်းချလို့မဖြစ်တော့မှမဖြစ်ဘူးဆိုလို့ရှိရင်အသင်းမာရေးနော်တက်ပြီးတော့ထားနိုင်ပွဲရှိသေးတယ်ဆိုတော့ဘယ်လိုကျွန်တော်တို့ကျွန်တော်တို့ဘယ်လိုပြောရမလဲ။ဟမ်ဘယ်လိုဘယ်လိုဘယ်လိုလုပ်ကြမလဲ။အသင်းမာဒီကောင်ဆက်ပြီးတော့နေနိုင်မယ့်အခွင့်အရေးရှိတယ်။ဒါမှမဟုတ်ပြကျွန်တော်ပြောချင်တာက ဟိုအတင်းရဲ့ပလန်နဲ့မှမပါတော့ဘူးဆိုလို့ရှင်ချက်ချင်းလက်ငင်းဆိုပြီးတော့ကျွန်တော်တို့ကအပြောင်းအရွှေ့ကလှုပ်လိုက်တင်ပြီ market stretch နဲ့ပတ်သက်လို့ rush ကတော့ငါတို့ plan နဲ့မှမပါတော့ဘူးကြောက်အောင်ကျွန်တော်ရောင်းရမှာပေါ့နော်ပြက်သားမှကျွန်တော်ရမှာဆိုတော့အခုကအကယ်လို့အဲ့လိုမျိုးရောင်းမထွက်ဘူးဆိုရင်ပေါ့နော် market stretch ကိုအတင်းမှကျွန်တော်ဆက်ပြီးတော့ပေါ့နော်ဒါထားနိုင်မဲ့အခြေအနေမျိုးရှိနေတယ်ဒီနေရာမှာလုံးဝပုံသေးကြီးတော့မဟုတ်ဘူးဒါပေမဲ့လေ့ကျင့်ခန်းတော့ဆင်းရမယ်နောက်လာဆိုလို့ရှင်အတင်းကလေ့ကျင့်ခန်းဆက်ပြီးတော့ဆင်းရပြီထင်ပါတယ် ရာဒီယိုခြေစမ်းပွဲစဉ်တွေဘာတွေတို့ပြင်ရဆင်ရတော့မယ်ပေါ့နော်ပြင်ရဆင်ရတော့မယ်အဲ့ဒီတော့ market stretch ဘူးတို့ဟိုကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော် rush ဘူးတို့ကိုဒီတိုင်းကြီးတော့ထားလို့မရဘူးဗျာအပြောင်းအရွှေ့မဖြစ်မချင်းမင်း AC သွားမင်းနှက်နေတော့ဆိုကျွန်တော်ထားလို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခုကလာစာတွေပေးနေရတာတပတ်ကိုညသုံးသိန်း2000ကွယ်သုံးသိန်း2000ကွယ်ပေးနေရတာဆိုတော့ market stretch ဘူးကအတင်းနဲ့လေ့ကျင့်ငယ်ပြင်ဆင်းရနိုင်မဲ့အခွင့်အရေးတော့ရှိနေတယ်ပေါ့နော် market stretch ဘူးရဲ့ရည်ရွယ်ချက်က အင်္ဂလန်လက်ရွေးစင်အသင်းလူစင်းမှာအကောင်းဆုံးအနေထားကိုမဆိုင်ပါဝင်နိုင်ဖို့ပေါ့နော်အဲ့လိုပါနိုင်ဖို့ဆိုလို့ရှိရင်ချန်ပီယံစ်လိဂ်ကစားရတဲ့အသင်းမှာသူပြောင်းကစားပြီးတော့တကယ်ခြေစွမ်းညီပြမှပဲရမှာဆိုတော့သူနားလည်ထားတယ်အဲ့ဒီတော့တာမန်တင်းဆိုတာထက်ချန်ပီယံစ်လိဂ်ဝင်ဝင်ရမှာကိုဖြစ်မယ်ဆိုတဲ့သဘောပဲအဲ့တော့ဟိုရက်ချ်ဝက်ရွေးချက်တော့ကြီးတယ်နော်ဟောဟိုလက်ရွေးစင်အသင်းမှာပြန်ပြီးတော့ရွေးချယ်ခွင့်ရခံနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲဘယ်လိုပြောမလဲ Champions League ဝင်ခွင့်ရတဲ့အသင်းမှာကစားမရမယ်ဆိုတော့လေသူကောင်းကောင်းသဘောပေါက်ထားတယ်ပေါ့အဲဘာပဲပြောပြောဒါကတော့ကစားမရဲ့ဆန္ဒပေါ့လေလက်ရွေးစင်အသင်းကိုဝင်ကစားခွင့်ရဖို့ဆိုတာမျိုးကလက်ရှိ Redfield ရဲ့အခြေအနေနဲ့ဆိုလို့ရှိရင်တော်တော်ကြီးကိုမလွယ်တော့ဘူးလို့ကျွန်တော်ပြောလို့ရတယ် Champions League ဝင်ခွင့်ရတဲ့အသင်းမဟုတ်လည်းပဲကိုယ်သာတကယ်ကောင်းတဲ့ performance ပြနေနေဆိုလို့ရှိရင်နီးပြားကရိပ်မိမှာပဲရိပ်မိပြီးတော့မင်းကိုတကယ်ရွေးမှာပဲ အဲ့လိုမဟုတ်ဘူး Champions League ဝင်ခွင့်ရတဲ့အသင်းမှဆိုလို့ရှိရင်မင်းတကယ်ခြေသွေးမပြနိုင်ဘူးဆိုလို့ရှိရင်ယူရင်းမှာမဟုတ်ဘူး Rob Dawson ကပဲကျွန်တော်ပြောထားတာလေးကိုဆက်ပြီးတော့ကြည့်ရရင် Barcelona, Inter Milan, Juventus အပြင်ပေါ့နော် Bayern Munich တို့လိုမျိုးအဲကလပ်အသင်းတွေပေါ့ဒါအပြင် Premier League ကလပ်အသင်းတွေရဲ့ထံကနေပြီးတော့လေ Marcus Rashford ကိုစိတ်ဝင်စားနေကြတဲ့အသင်းတွေရှိတယ်ပေါ့ဒါပေမဲ့လည်းအဲ့ဒီကလပ်အသင်းတွေစီကနေပြီးတော့တိကျတည်ကြတဲ့ကံလန်းမှုမျိုးတော့ရမထားဘူးပေါ့နော် Amorim ကတော့ Rashford အန်တိုနီဆန်တိုကာနာချိုနဲ့ဆန်ချိုတို့ကိုအကယ်လို့အသင်းဘက်ကအချိန်မီရောင်းမထွက်နိုင်ဘူးဆိုလို့ရှိရင်အသင်းရဲ့ရာသီချိုခြေစမ်းပွဲစဉ်တွေမှာခေါ်သွားမလားမသွားဘူးလားဆိုတာကိုဆုံးဖြတ်ရတော့မယ်ဒါပေမဲ့လို့လက်ရှိအချိန်ကြောမဆုံးဖြတ်ရသေးဘူးပေါ့သိရမလားနောက်ဆိုတော့အဲကြောင့် Rashford နဲ့ပတ်သက်တဲ့အချိန်ကြီးကတော်တော်လေးတော့ပြင်းစရာကောင်းပါတယ်ဗျဘသူမှလည်းတကယ်ခေါ်တာမျိုးကျွန်တော်မရှိကြအောင်เนาะဆိုတော့ခုနပြောတဲ့ဘောနော် Rashford တို့ဘောနော် Anthony Santos တို့ Garnacho တို့ Sancho တို့၄ယောက်ထဲမှာနီးပြအမ်ဘိုရင်ကပြတ်သားတဲ့ဆုံးဖြတ်ချက်တွေသူချရတော့မှာ နော်ဒီကောင်လေးအချိန်မီရောင်းမထွက်ဘူးဆိုလို့ရှိရင်အတင်းမှာပေါ့နော်အတင်းမှာဆက်ပြီးတော့လိကျင်ငန်ဆင်းခိုင်းမှာလာယာတီကျူခြေတန်းပွဲစဉ်တွေမှာခေါ်သွားမှာလာမခေါ်သွားဘူးလားသူဆုံးဖြတ်ရတော့မှာပလန်နဲ့မှာပါတဲ့ကစားမားတွေနဲ့ပဲကျွန်တော်ကသွားမှရမှာဆိုတော့ဒီထဲမှာ market stretch ကတော့အတင်းနဲ့လိကျင်ငန်ပြင်ဆင်းခွင့်ရမယ်ဆိုတော့အကယ်လို့ရောင်းမထွက်ရင်ပေါ့နော် rush food တော့နည်းနည်း chance တယ်လို့ပြောလို့ရတယ်အတင်းမှာဒါပေမဲ့လို့ဂါနာချူရူကျတော့မဖြစ်မနေဆိုလို့အတင်းဘက်ကရောင်းကိုရောင်းမှာအဲ့ဒီတော့ဂါနာချူကို ရာသီယိုခြေတန်းပွဲစဉ်တွေမှာခေါ်သွားလို့ကျွန်တော်မဖြစ်ဘူးเนาะရအောင်ကိုကျွန်တော်ဂျားကာလာတွေမှာရောင်းချဖို့ကြိုးပမ်းမှရမှာเนาะအန်တိုနီဆန်တိုးစ်လည်းဒီတိုင်းပဲဂျေဒန်ဆန်ဂျူစ်လို့ရှင်လည်းပဲဒီတိုင်းပဲเนาะကျွန်တော်တို့ဒီလုံးဝဟွာလီလာတဲ့အထိပေါ့เนาะစောင့်နေလို့ကျွန်တော်မရဘူး အသင်းမှာကတော့တကယ်တကယ်ခေါ်တဲ့အသင်းကြီးရှိတဲ့အထိကျွန်တော်တို့ပေါ့နော်စောင့်နေလို့မရဘူးဒါပြင်ရာသီဂျူခြေသင်းပွဲစဉ်တွေမှာခေါ်သွားပြီးတော့ဒီကစားမားတွေကိုနေရာပေးမှရမှာလေနော်မပေးလို့ရှိရင်ဒီကောင်တွေကိုပလာသာပေးနေရတာလကားပဲနီးပြကလည်းငါပလန်နဲ့မှမပါတဲ့ကစားမားတွေနေရာမပေးနိုင်ဘူးဆိုတော့ကျွန်တော်ထားခဲ့မှာလားသိတယ်မလားနော်အဲ့လိုပါရှိသေးတာအဲကြောင့်နီးပြအမူရင်တွက်ကတော့တော်တော်လေးကိုကျွန်တော်အကျက်ရိုက်နေတယ်စန်ဂျိုတို့ဂနာချိုတို့အန်တိုနီဆန်တိုစ်တို့၃ယောက်ကိုအချိန်မီမရောချနိုင်ဘူးဆိုလို့ရှိရင် သူ့အနေနဲ့ပေါ့နော်ရာသီဥခြေဆုံးပွဲစဉ်ကိုခေါ်သွားမလားမခေါ်သွားဘူးလားသူဆုံးဖြတ်ရတော့မယ်ပေါ့နော်သူဘယ်လောက်ထိဆုံးဖြတ်နိုင်မလဲကျွန်တော်ကြည့်ရတော့မယ်ဆိုတော့တယောက်ချင်းစီတန်းကိုကြည့်သည်များညီပါတယ်ဆိုတော့မနေ့ဖြန်မှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ